ဒီ writer လေးနဲ့ဒီစကားနဲ့မင်းလိုက်တယ်ဆိုတော့အပြောမျိုးတွေပေါ့နော်သူတို့ပြောချင်းတဲ့ဘဝကတော့ကိုနေတို့မခွေခွေအတွဲကိုအဲဒီ writer လေးကမတန်မရာရိုက်တယ်ပေါ့နော်မတန်ဘူးပေါ့မတန်ဘူးပေါ့နော်မထိုက်တန်ဘူးပေါ့အဲ့တဘောမျိုးလေးကိုပြောချတာမျိုးတွေကိုကျွန်တော်အဲ့လို screen shot တွေ audio file တွေနားထောင်ရတာပေါ့နော်အဲ့လိုနားထောင်ရပေါ့အဲ့ဒါလေအပြင်လောကသူမဟုတ်ဘဲနဲ့ဒီရုပ်ရှင်လောကတွေရပဲကိုရင်းနှီးချစ်ခင်ရတဲ့ကိုလေးစားတဲ့သူတွေဖြစ်နေတာပေါ့နော် ဒီမတန်မရာဆိုတဲ့ဇာကားလေးကဒါကျွန်တော်ဒီဇလန်းကိုတော့လွန်ခဲ့တဲ့3နှစ်ကျော်လောက်တည်းကဖန်တီးထားတဲ့ဇာလန်းလေးဖြစ်ပါတယ်အဲ့တော့ဟိုကိုနီတိုမဖွေဖွေရေလို့တိပြီးတော့ဖန်တီးထားတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့မင်းသားမင်းသမီးအများကြီးအများကြီးအဆီစဉ်ပြီးတော့မှနောက်ဆုံးမှဒီမော်ရွှေရှင်ထုတ်လုပ်ရေးအဆီစဉ်မှုနဲ့အတူကိုနီတိုမဖွေဖွေအတွဲလေးဖြစ်သွားရယ်ပေါ့နော်ပြီးတော့ဒီကားမှာသူစစ်စစ်ဟိုအားလုံးအချစ်တဲ့ဒါ အညီမင်းသမီးလေးပေါ့နော်အာဝင်းနေပြေထွန်းကိုလည်းတရားဆောင်နေတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကိုချလီမဒီကိုလည်းအထူးအဲ့တဲ့တရားဆောင်နေတွေ့မြင်ရမှာပါပြီးတော့အနီခင်စာကြီးကျော်ကလည်းပါဝင်အားဖြည့်ထားပါဗါတယ်အဲ့တော့ရင်ခုန်မှုတွေအပြည့်ပါပဲဟုတ်နေတော့ခုခွေးရတာအတွက်ကိုမြင်ရကြာပြီးတော့ဒါပေါ်မှာဟုတ်ပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့စိတ်လှရှာပါဘောနော်ဟိုဟိုပုံမှန်ဆိုရင်ကဟိုဟိုကိုနေတိုးနဲ့မင်းသမီးအစ်တနဲ့ဒါစုံနာဖြစ်နိုင်တယ်ပြီးတော့မဖွေးဖွေးနဲ့မင်းသားအစ်တနဲ့စုံနာဖြစ်နိုင်တယ်ပေါ့ဒီကိုနေတိုးနဲ့မဖွေးဖွေးစုံဖို့ဆိုပါကြီးကဟို မလွယ်ကူဘူးပေါ့နော်အခုခေတ်မှာဟိုဒါအဖက်ဖက်ကတွေးပြီးတော့စဉ်းစားမယ်ဆိုရင်မလွယ်ကူဘူးပေါ့ဒါပေမဲ့ဒီကားလေးမှာကျွန်တော်ချစ်ခင်ပြီးယုံကြည်ပြီးတော့ပါပေးကြရတယ်ဒီဇက်ကောင်လေးဒီဇလန်းမှာအဆင်းရောပေးမယ်လို့ဆုံးဖြတ်ပေးကြရတဲ့အတွက်လည်းအကုန်နဲ့မှဒီနေရာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဘယ်လောက်ထိကိုနေတို့နဲ့မဖွေးဖွေးနဲ့ရိုက်ခွင့်ရဖို့စူးစမ်းခဲ့ရလဲဆိုရင်တော့ဒီကားရိုက်ဖို့အတွက်တော့ဟိုလိုဒီကားရေးဖို့အတွက်တည်တံ့ရည်ပဲပြောလို့မရဘူးเนาะစူးစမ်းခဲ့ရဆိုတဘွာလုံးပဲပေါ့တဘွာလုံးအများကြီးစူးစမ်းခဲ့လို့လေအဲဒီလိုခွင့်အရေးမျိုးတွေရလာပေါ့ เนาะအဲ့လိုအဲ့လိုပြောလို့ရမှာပေါ့เนาะအဲ့တော့တကယ်တမ်းဒီဒီကိုနေတို့မှဖွေးဖွေးစုံစည်းဖို့ကြာတော့ထုတ်လုပ်ရေးဘက်ကနေစီစဉ်ပေးရပါတော့เนาะအဲ့တော့မဟုတ်ရှင်ထုတ်လုပ်ရေးလေးကျေးဇူးအများကြီးတင်ပါတယ်အပြီးတော့နောက်ထပ်ကပြောချင်တာကကိုနေတို့အနေနဲ့ရောမဖူးဖူးအနေနဲ့ရောကျွန်တော်ကလေးဘွားတွေကလည်းအများကြီးချစ်ခင်ပေးကြရတယ်အဲဆက်ဆောက်ပေးခဲ့ကြရတယ်တကယ်တမ်းကျွန်တော် driver လေးဖြစ်လာတဲ့အချိန်မှာလည်းအများကြီးဟို ဘယ်တော့ဆုံဆုံပေါ့နော်အများရန်ချစ်ခင်ပေးကြရတယ်ပေါ့နော်ပြီးတော့စုံမယ်ဆိုပြီးတော့အများရန်ပြောပြရတဲ့အတွက်လည်းအာအများရန်ရှိရတယ်တကယ်အခုတော့တကယ်စုံပြီးပေါ့နော်အဲ့တော့အများရန်ဟိုချစ်ခင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဇက်ကားနာမည်ကိုတော့တော်တော်များစိတ်ဝင်စားကြရတယ်ပေါ့နော်အာဒီဇက် အိမ်အရာကိုကအာကျွန်တော်ဒီမှာတော့ဟိုမှာရေးထားရပေါ့နော်မတက်မရဘဝကိုမှန်ပြုတ်ကျတက်တယ်ဆိုရဟာမျိုးလေးပေါ့နော်ဒီဇက်အိမ်မှာပါဝင်တဲ့ဇက်ဝင်ခန်းဒီအရာဇက်ကောင်ဒီပြောမဲ့စကားတွေအရာကိုကဒီနမည်ပါနေတဲ့မတက်မရဆိုပြီးဖြစ်တာပါပြီးတော့ဟိုအားလုံးသိကြမယ်ထင်တယ်ကျွန်တော်ကားလေးဆိုရင်ဂျာတာဘီနန်လေးနဲ့စကြာများလေးနော်ဒီကားမှာလည်းမတက်မရဆိုပြီးတော့ကျွန်တော်ပြီးဖြစ်တာဖြစ်ပါတယ်ဒါပေမဲ့ဟို ဟိုစိတ်မကောင်းဖြစ်တာလေးတခုပေါ့နော်စိတ်မကောင်းဖြစ်တယ်လို့လည်းမဟုတ်ဘူးပေါ့ဟိုကျွန်တော်ပြောပြချင်တာလေးတခုပေါ့ဟိုကျွန်တော်ကိုတချို့ပြောကြတာမျိုးလေးတောင်ရှိလာရပေါ့နော်ဒီ driver လေးနဲ့ဒီစကားနဲ့မင်းလိုက်တယ်ဆိုတော့အပြောမျိုးတွေပေါ့နော်သူတို့ပြောချင်တဲ့ဘောကတော့ကိုနေတို့မဖွေးဖွေးအတွဲကိုအဲဒီ driver လေးကမတန်မရာရိုက်တယ်ပေါ့နော်မတန်ဘူးပေါ့မတန်ဘူးပေါ့နော်မထိုက်တန်ဘူးပေါ့အဲ့တဘောမျိုးလေးကိုပြောကြတာမျိုးလေးကိုကျွန်တော်အဲ့လို screenshot တွေ audio file တွေနားထောင်ရတာပေါ့နော်အဲ့တော့နားထောင်ရပေါ့အဲ့ဒါလည်းအပြင်လောကကြီးမဟုတ်ဘဲနဲ့ဒီရုပ်ရှင်လောကတွေရပဲကိုရင်းနှီးချစ်ခင်ရတယ်ကိုလေးစားရတဲ့သူတွေဖြစ်နေတာပေါ့နော်အဲ့အဲ့တော့ဟိုရုပ်တရက်ကတော့ surprise ဖြစ်သွားတာပေါ့နော်အော်အဲ့လိုတွေးနေကြတာလားပေါ့နော်အဲ့လိုတွေးအဲ့လိုတွေးစီသွားတာလားပေါ့အဲ့တော့အစိမ်းနောက်ချက်ဖြစ်သွားရင်ဒီနေရာကပဲကျွန်တော်အားလုံးတောင်းပန်ပါတယ်ဟို ပြောချင်တာကတော့လေဟိုအားလုံးကအတိတ်ကလာကြတာပဲเนาะကျွန်တော်လည်းအများကြီးဟိုစ조사ခဲ့ရတာပဲနော်အားလုံးကအရာအားလုံးကအတိတ်ကပဲစကြတာဆိုတော့조사နေတဲ့ writer အတိတ်ကလေးတယောက်ကိုလည်းအဲစေနာမေတ္တာစိတ်လေးထားပြီးတော့ချစ်ခင်ပေးပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်ဟုတ်ဟုတ်လောလောဆယ်ပေါ့လောလောဆယ်ပေါ့ဒီမတက်မရဆိုတော့အဲစကားနမည်ကအဟိုဒီ driver နဲ့လိုက်တယ်ဆိုပြီးတော့ပြောကြပါဒါပေမဲ့ ပြည်သက်တွေကရောဒါအမားတို့လည်းအဲ့လိုထင်လားเนาะဘယ်သူမှလည်းဘယ်သူမှတော့မပြောပါဘူးဒါပေမဲ့ဟိုအဲ့လိုမျိုးကိုယ်မလိုလားတဲ့သူပေါ့မကြည်ပြူတဲ့သူကတော့ဒီအုံဆုံးလေးတုံးလိုက်တာကိုကျွန်တော်အဲ့လိုတွေ့လိုက်ရတာပေါ့เนาะကိုယ်လောကတွေကမှလေကိုနဲ့မတိရတူမဟုတ်ဘူးကိုနဲ့ရင်းသီးရဲ့သူကိုချစ်ခင်ရတဲ့သူကိုလေးစားရတဲ့သူကပြောတာပါเนาะအဲအဲ့ဒါကိုလေကျွန်တော်အဲ့လိုတက်တေတက်ကာရနေကိုတွေ့လိုက်ရအောင်ကြားလိုက်ရအောင်ပါเนาะ အဲစိတ်လည်းမကောင်းအများကြီးဟိုဘောနော် surprise ဖြစ်ပေမဲ့အဲစိတ်ထဲမှာဘာမှမရှိပါဘူးဟိုကိုပို့ပြီးစူးစမ်းမယ်ပေါ့အဲကိုနေတို့မဖွေးဖွေးအတွဲကိုရိုက်တာကဟိုရိုက်ခွင့်ရတာမထိုက်တန်တာမဟုတ်ဘဲနဲ့ထိုက်တန်ချောင်းကိုတက်တည်ပြပေးဖို့အတွက်ပဲအများကြီးစူးစမ်းဖို့ပဲဆုံးဖြတ်ချက်ချရပါတယ်မြင်ရပါတယ်လောကကြီးကအရာအလုံးကမျှနေရပဲပေါ့ကောင်းတာဆိုတာမျှနေရပဲပေါ့နော်အဲ့တော့အောင်မြင် အောင်မြင်ဖို့အတွက်ကိုဝမ်းသာရလို့ရှိလို့ဝမ်းမသာရလို့လည်းရှိမယ်ပေါ့အဲ့တော့ဆွဲတင်တဲ့လူရှိသလိုတွန်းချရတဲ့လူလည်းရှိမယ်ပေါ့ကိုကတော့ကိုခံယူထားတဲ့အတိုင်းအမြဲတမ်းစူးစမ်းနေဖို့ပဲလိုရဲလို့တွေးပါတယ်အရာအလုံးကကိုစိတ်ရင်းအတိုင်းအကျိုးပေးမယ်လို့ပဲကျွန်တော်ခံစားရပါခင်ဗျကျွန်တော်ကတော့အားလုံးပေါ်မှာစေနာမြတ်တာထားပါတယ်ဟုတ်အားလုံးအားလုံးအတွက်ကောင်းတာတွေပဲရရှိချင်ပါတယ်